်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နေ့စဉ်မိုးလေဝသသတင်းများကို တင်ဆက်ပေးပါရမယ်အော်တိုဘာလ22ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်ချက်များအရ ပင်္ဂလာပင်လယ်အော်အခြေအနေမှာယနေ့မြန်မာစံတော်ချိန်9နာရီခွဲနာရီချိန်တိုက်ထွာခြင်းများအရာပင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောအာကောင်သောလီဖီးယားနှင့်ယဝန်သည်အနောက်မှအနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးပင်္ဂလာပင်လယ်အော်တောင်ပိုင်းတိရိလင်္ကာမြောက်ပိုင်းကန်လွန်ဒေသသို့ရောက်ရှိခဲ့ပါသည်အဆိုပါအာကောင်သောလေဖျားနှင့်ယဝန်သည်အနောက်မှအနောက်မြောက်ဘက်သို့ဆက်လက်ရေရှားနိုင်ပြီးယနေ့ညနေပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း အိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းကမ်းလွန်ဒေသနှင့်အင်ဒရာပရာတီတောင်ပိုင်းကမ်းခြေတို့၌မှုန်နှိုင်းငယ်အဖြစ်သို့၎င်းထိုမှတဆင်အနောက်မှအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးပိုမိုအားကောင်းလာနိုင်က23ရက်ဆယ်လ2025ရဲ့နေ့တွင်အိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းနှင့်အင်ဒရာပရာတီတောင်ပိုင်းကမ်းခြေဒေသတို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရရှိပါတယ်ပင်လယ်ပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်အနေငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်နဲ့ကြံပင်လယ်ပင်လယ်အော်တို့မှာတိမ်တင်းတင်းမှာတိမ်ထူထပ်နေပါတယ်။ ထူးခြားတဲ့အခြေအနေမှာယနေ့မြန်မာစံတော်ချိန်9နာရီခွဲနာရီချိန်တိုင်းထွာချက်များအရဂျမန်နေညာကတောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သောအပူပိုင်းမုန်တိုင်းဖက်ရှင်သည်အားကောင်းသောအပူပိုင်းမုန်တိုင်းဖက်ရှင်အဖြစ်သို့ပုံမအားကောင်းလာခဲ့ကအနောက်မှအနောက်ပောင်ဘက်သို့အနောက်မှအနောက်တောင်ဘက်လိုရွေ့လျားခဲ့ပြီး BNN နိုင်ငံဒါနန်းမြို့၏အရှိမြောက်ဘက်ရေမိုင်း190မိုင်အခွန်ကပင်လယ်ပြင်ကိုဗဟိုပြုနေပါသည် ယနေ့ညနေထိခမ်းမန်းချက်များအရတနင်္လာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထိပ်ကြုံရပါမည်။ရွာရန်ရာနှုန်းပြည့်ပဲဖြစ်ပါရဲ့။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအားအေရဝတီတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတီကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်ပါရဲ့အကြံပြုအပ်ပါတယ်ရှင်။